Hello，大家好，阿拉们明个啦哇，一个两千年嘛就做完了，老师弟弟们咯，龙岩都丢这个表定颜色，昨天那表老师上面呐，七十九五六六十表，来来记记啊，不呢？好，那我们开始吧，那所以六六十表记记啊，我最近变了改名，我马上回来，我马上回来，而我个我这喏马上出来个最近录的表呢？ ဝေးလိုင်းဆိုတာကတော့ပြန်လာတယ်အတိပဲရတယ်ပေါ့နော်ဝေးလိုင်းပြန်လာတယ်အဲ့တော့မာရှန့်ဝေးလိုင်းချက်ချင်းပြန်လာမယ်ဆိုတဲ့အတိပဲပေါ့နော်ငါချက်ချင်းပြန်လာခဲ့မယ်ဆိုရင် wo marshan ဝေးလိုင်း wo marshan ဝေးလိုင်းငါချက်ချင်းပြန်လာခဲ့မယ်ဟောဆိုင်ကနောက်တစ်ခုကလည်းငါချက်ချင်းပြန်လာခဲ့မယ်我马上就回来我马上就回来 ဲ့တော့ဒီနေရာမှာကျို့ကဘာကြောင့်ထဲပြီးတုံလဲဆိုတော့ဒါအပေါ်ဝါကြနဲ့အဝါကြနဲ့ပေါကွာသွားလဲဆိုတော့ကျို့စကလုံးလေးထဲပြီးပြောလိုက်မယ်ဆိုရင်ဒီကျို့ကလည်းဒီနေရာမှာချက်ချင်းလို့အတိပဲရတယ်အဲ့တော့မာရှန်ကျို့ဆိုရင်လည်းချက်ချင်းဆိုတဲ့အတိပဲကျို့တစ်လုံးနဲ့လည်းချက်ချင်းပဲမာရှန်ကလည်းချက်ချင်းဆိုတဲ့အတိပဲရတယ်အဲ့တော့ဘာကွာသွားလဲဆိုတော့အပေါ်စာကြောင်းနဲ့အောက်စာကြောင်းကလေးနဲ့မှုကွာသွားတယ်ပေါ့နော်အဲ့တော့အပေါ်စာကြောင်းမှာ warmer shot ဝေးလိုက်ငါချက်ချင်းပြန်လာခဲ့မယ်လို့ ပြောပြမိလဲဟိုရောက်ရင်အဲချက်ချင်းပြောင်းခြင်းမှလည်းပြောင်းမှာချက်ချင်းပြောင်းလာရင်လည်းပြောင်းလာမယ်ပြောင်းလာခြင်းမှလည်းလာမယ်တရက်နှစ်နေရင်လည်းနေမယ်တစ်လနှစ်လနေရင်လည်းနေမယ်ဟလာတနည်းနည်းနေရင်လည်းနေမယ်သူနေခြင်းတစ်လောက်နေပြီးမှပြောင်းလာမှာစကားအဖြစ်ပဲပြောလိုက်တာလေးနက်မှုမရှိဘူးပေါ့နော်အဲ့တော့မာရှန်ထရုဝေးလိုက်ဆိုလို့ရှိရင်တော့ကိစ္စတွေပြရတယ်ချက်ချင်းပြောင်းလာမယ်နော်ဈေးဝယ်သွားတယ်ဆိုလို့ရှိရင်လည်းဈေးဝယ်ပြရတယ်ကိုသွားတဲ့ဆိုင်ကိုဈေးသွားဝယ်တယ်ဝယ်လို့ပြရတယ်ချက်ချင်းပြောင်းလာမယ် ဘယ်မှာဝင်ပြီးတော့အမုံနေစားမနေဘူးရုပ်ရှင်နေထိုင်ပြီးတော့ဝင်ပြီးကြည့်မနေဘူးပေါ့ချက်ချင်းပြန်လာခဲ့တယ်ဒီလိုမျိုးအဲတိတိကျကျပြောတာပေါ့နော်ပို့ပြီးလေးနဲ့တဲဆိုရယ်ပေါ့နော်အဲ့တော့ Martian True ဝေးလိုက်ချက်ချင်းပြန်လာခဲ့မယ်ဆိုတဲ့အတိတ်ပဲပဲရတယ်ပေါ့နော်အဲ့တော့ True ထည့်သုံးတာနဲ့မသုံးတာနဲ့လေးနဲ့မှုကွာခြားတယ်ပေါ့နော်အဲ့တော့ True ထည့်ပြီးသုံးမယ်ဆိုရင်တော့ပို့ပြီးတော့လေးလေးနဲ့နဲ့ရှိတာပေါ့နော်အဲ့တော့ဆရာကနောက်တစ်ခုကငါအဲ့တော့ချက်ချင်းထွက်သွားပါမာရှန်ဒရူလီခိုင်း 马上住离开，离开说快快来，快快来！我离开你，快来！马上住离开，出去出大吧！马上住离开，出马路去出大吧！我都要你别没顾着进出来吧！我们到了，你马上住出来吧！我们到了，你马上住出来吧！我们到了，我都要比你别你们啊！ မာရှန်ထုချက်ချင်းပဲထူလိုင်းဆိုထွက်လာတာမာရှန်ထုထူလိုင်းပါချက်ချင်းထွက်လာခဲ့ပါအဲ့တော့ငါတို့ရောက်နေပြီမင်းချက်ချင်းထွက်လာပါဆိုရင်ဝမန်တော့လာနီမာရှန်ထုထူလိုင်းပါဝမန်တော့လာနီမာရှန်ထုထူလိုင်းပါငါတို့ရောက်နေပြီမင်းချက်ချင်းထွက်လာခဲ့ပါဟောဆိုင်ကမင်းတတိစီကိုချက်ချင်းတော့ပေးလိုက်ပါနီမာရှန်ထု treat 送给老板吧။ 你马上做去送给老板吧。没得提几个，七钱打表来吧。你马上就去送给老板吧。好，下一个。没得过七千碰小姐表表来吧。你马上就打电话告诉他。你马上就打电话告诉他。打电话给彭小姐告诉我表表。打电话告诉他。 都彭帅比哦，别别来过呢。呃，没得我接见彭帅比，别别来吧。你马上就打电话告诉他。你马上就打电话告诉他。没得我接见彭帅比，别别来吧。你马上就打电话告诉老板。你马上就打电话告诉老板。没得我接见彭帅比，别别来吧。你马上就 <noise> 打电话告诉老板。 好，下一个，那如果。အဲ့တော့နောက်တစ်ခုကကြတော့ကျို့ကျို့ဆိုတဲ့သကလုံးကိုတဲ့ကရေကဆိုတဲ့အတိပ္ပယ်နဲ့လည်းတုံးနေပေါ့နော်အဲ့တော့ကရေကဆိုတဲ့အတိပ္ပယ်နဲ့ကဘယ်ချိန်နေမှာတုံးလဲဆိုတော့ပုံမှန်ဖြစ်လိဖြစ်တာအချိန်ကာလတွေတည်အဲပုံမှန်ဖြစ်လိဖြစ်တာအချိန်တွေထက်စောပြီးတော့ဒါဖြစ်မြောက်သွားတယ်ဆိုလို့ရှိရင်လှုပ်ဆောင်ချက်ကပြီးမြောက်သွားတယ်ဆိုလို့ရှိရင်အဲ့ရဲ့အချိန်သကလုံးရဲ့နောက်မှာကျို့ဆိုတဲ့သကလုံးလေးကိုထည့်ပြီးတော့တုံးပေးရတယ်ဘာသာပြန်တဲ့အခါမှာ ကရေကလို့ပါတာပြန်တယ်အဲ့တော့အဲ့ကျို့ဆိုတဲ့စကားလုံးလေးတွဲပြီးတုံးပြီးဆိုရင်လည်းဝါကြဆိုမှလဆိုတာလေးကိုထည့်ပြီးတုံးပြရတယ်ပြောမှာဆိုရင်အာဒီချိန်ကာလတခုမှာအဲ့လှုပ်ဆောင်ချက်ကလုံးဝဖြစ်ပြီးသွားပြီပေါ့နော်အဲ့အချိန်ကလေးကဖြစ်ပြီးသွားပြီဆိုတဲ့အတိပဲနဲ့တုံးတယ်ပေါ့နော်အဲ့တော့ဆိုတော့နမူနာဝါကြလေးကြည့်ကြည့်အောင်နောက်တစ်ခုကချိန်ဆိုတဲ့စကားလုံးလေးအဲ့တော့ချိန်ကကြတော့အဲ့တော့လှုပ်ဆောင်ချိန်တစ်ခုတည်းရဲ့အချိန်ကာလတစ်ခုတည်း လုံဆောင်ချက်တစ်ခုကပုံမှန်လောရမဲ့အချိန်ကာလအတွင်းမှာမပြီးမြောက်ဖယ်နဲ့ဒါနောက်ကျပြီးမှဖြစ်တဲ့အခါမျိုးတွေမှာဒါအဲ့ရဲ့အချိန်ရဲ့နောက်မှာခြိုင်းကျွတ်စကလုံးတွေကိုတုံးနေရှိရပေါ့နော်ပုံမှန်အချိန်တွေထက်နောက်ကျပြီးမှဖြစ်တယ်ဆိုလို့ရှိရင်အဲ့အချိန်ရဲ့နောက်မှာခြိုင်းဆိုစကလုံးတွေထည့်ပြီးတုံးရတယ်ဘာသာပြန်တဲ့အခါမှာမမတာဆိုတဲ့အထိပ္ပယ်နဲ့ဘာသာပြန်တယ်ပေါ့နော်ဟောနုမနာဝတ်ကြလေးနဲ့ကြည့်ကြအောင်သူမက အသက်25နှစ်မှာအိမ်အောင်ကြတယ် 他二十五岁结婚，他二十五岁结婚，他都嘛个二十五那生啊，二十五岁啊等那生啊你嘛结婚做啥个？来太太，明个啦少年路这边呀，大家都嘛个啊等那生啊你嘛爱闹表的孙，他二十五岁结婚，他二十五岁结婚，都嘛个啊等那生啊你嘛爱闹表的，他。 25岁结婚ဒါတော့အသက်25နှစ်ဆိုတော့ပုံမှန်အိမ်တော်ပြုတဲ့အရွယ်ဆိုလည်းမစော်ဘူးနောက်ကျတဲ့အရွယ်လည်းမဟုတ်ဘူးပေါ့နော်ဆိုင်ကသူမကအသက်18နှစ်ကလေးကအိမ်တော်ကြတယ်ထား18岁就结婚了ထား18岁就结婚了ထားသူဟာ18 18岁ဆိုတော့အသက်18နှစ်အဲ့တော့ကျိုးဆိုတာကကလေးက结婚了အိမ်တော်ပြုသွားပြီ အိမ်အောင်ကြသွားပြီအိမ်အောင်ပြုတ်သွားပြီဆိုတဲ့အတိတ်ပဲအဲ့တော့လက်ထပ်ပြီးသွားပြီအဲ့တော့ပုံမှန်လူတယောက်ကအသက်16နှစ်အရွယ်မှာအိမ်အောင်ကြတယ်ဆိုတော့ဒါဒီ ဒါအချိန်ပိုင်းကာလနဲ့တွေ့မှာဆိုရင်ဒါဒီစောတယ်ပေါ့နော်ပုံမှန်ဆိုရင်20ကျော်ဒါ30ကြာမှာအိမ်တော့ပြူရမယ်အရွယ်ဒါဆိုရင်ပုံမှန်အရွယ်ပေါ့အဲ့တော့ဒီ16နှစ်ဆိုတော့အရွယ်ဒီစောတဲ့အရွယ်ထဲမှာပါတယ်ဒါကြောင့်မို့လို့အဲ့ဒီအချိန်အသက်ရနာမှာကျုဆိုတဲ့စကားလုံးလေးကိုထည့်သုံးတယ်ဘာသာပြန်တဲ့အခါမှာကရေကလိုဘာသာပြန်တဲ့ဝါကြရဲ့အစုံမှာဒီလှုပ်ဆောင်ချက်ဒီသူဒီအိမ်တော်ကြာပြီးသွားပြီဖြစ်တဲ့ကြောင့်မို့လို့ဝါကြရဲ့အစုံမှာ let ဆိုတဲ့စကားလုံးလေးထည့်ပြောပေးရမယ်သူက b b b ဆိုတဲ့အဓိပ္ပာယ်ရှိပါစွေကျုကျေဝင်လား အသက်18နှစ်ကလေးဟာအိမ်အောင်ကြာပြီးသွားပြီအိမ်အောင်ကြာပြီးနေပြီဆိုတဲ့အထိပဲရတယ်ပေါ့နော်အဲသူမက အသက်18နှစ်ကလေးကအိမ်အောင်ကြာသွားပြီဆိုရင်ထားရှိပါစွေကျုပ်ကျေဝင်လာထားရှိပါစွေကျုပ်ကျေဝင်လာသူမကအသက်18နှစ်ကလေးကအိမ်အောင်ကြာသွားပြီဟောဒါဒီစာအုပ်လေးကကြတော့လုပ်ငန်းတုံးတယောက်စကပြောစာအုပ်လေးဖြစ်တဲ့စာအုပ်ထဲကနေပြီးတော့ ဒါစာမျက်နှာ89နော်ရှိတော့အတူတူလေ့လာခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီစာအုပ်လေးဒီဒါဘယ်လိုလူမျိုးတွေအတွက်အဓိကထားပြီးတော့အရေးထုတ်ထားလဲဆိုတော့ဒါပြည်ပမှာအလောလောကိုင်းတဲ့သူတွေအဲစားသောက်ဆိုင်နေဟိုတယ်တွေဒါပြီးရင်ဆေးရုံစည်းကမ်းတွေမှာဒါစင်ကာပူဆိုလို့ရှိရင်နေစင်ဟုံအဲနေစင်ဟုံဒူနာပြုအခုနဲ့ပတ်သက်ပြီးတော့အလောလောနေတဲ့သူတွေဒါအိမ်ကူပိုင်းဆိုင်ရာနဲ့ဟုံကျောနဲ့အလောလောနေတဲ့သူတွေအတွက်ကိုအဓိကအရေးထုတ်ထားတဲ့စာအုပ်လေးတော့ဖြစ်တဲ့ကိုဒီလက်ရှိလုပ်ငန်းခွင်ထဲမှာရောက်နေပြီးတော့တရုတ်စာအုပ်အခက်အခဲဖြစ်နေတဲ့ အာတင်နေတက်ဖို့လည်းအချိန်မရဘူးဆိုရင်ဒီလိုစာအုပ်လေးဝယ်ယူပြီးတော့ဒီလိုဗီဒီယိုဖိုင်ရင်းနဲ့တွဲပြီးတော့လေ့လာကြည့်ရှုလို့ရတယ်အဲ့တော့ဒီစာအုပ်ထဲတင်ငန်းစာအလုံးကိုလည်းဗီဒီယိုဖိုင်တင်ငန်းစာတွေနဲ့အကုန်လုံးရှင်းပြပြီးတော့လွန်ရှက်ဒါ AK Lanchine ရဲ့ YouTube channel မှာအမြဲတမ်းဒါတင်ပေးနေတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီစာအုပ်ထဲအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မသိတာမရှင်းတာရှိလို့ရှိရင်လည်း AK Lanchine ရဲ့ Page Messenger မှာအချိန်မီစာအုပ်ထဲအကြောင်းအရာတွေကိုလာရောက်ပြီးတော့မေးမြန်းလို့ရတယ်ပေါ့နော်အဲကြောင့်မို့လို့ ါကိုဒီလုပ်ငန်းခွင်ထဲမှာလက်ရှိလုပ်နေတယ်ဒါမှမဟုတ်အဲ့လုပ်ငန်းခွင်တွေမှာလုပ်ဖို့အတွက်ရည်ရွယ်ထားတယ်ဆိုလို့ရှိရင်ဒီစာအုပ်လေးကိုဝယ်ယူပြီးတော့လေ့လာနေလို့ရပါတယ်အမြဲတမ်းလေ့လာအပင်းနေကြတဲ့တယောက်ချင်းစီတန်းကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်အဲ့တော့စာအုပ်မှာယူခြင်းတဲ့သူတွေအနေနဲ့ AK လမ်းချိုင်းတွေရဲ့ပေးမစင်ကြမှာကိုယ့်ရဲ့နာမည်လေးတွေနေရာလိပ်စာလေးတွေဒါဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေပြပို့ပြီးတော့မှာယူလို့ရပါတယ်ဟောအနောက်ပါမယ်ရှာစစ်ချက်နောက်သင်ခန်းစာနောက်ထပ်စာမျက်နှာလေးနဲ့အတူပြန်လည်ဆုံတွေ့ကြမယ်နော်။ဟုတ်ရှေ့ရှေ့တာကြား